ပခဖြစ်ပွားမှုတွေကြောင့်ထုတ်ပြန်ထားခဲ့တဲ့ပုံမှန်144ကိုရုပ်သိမ်းပြီးနောက်ပိုင်းရှေးဟောင်းစီဒီဖျားပထုများတရှိတဲ့ရခိုင်ဒေသမြောက်ဦးရှေးဟောင်းရည်ကျိမှုဆောင်ကိုနိုင်ငံသားသားခီတော်ဝင်ရောက်မှုနှုန်းဟာပုံမှန်များပြလာပါတယ်။လက်ရှိမှာနိုင်ငံသားသားများဝင်ရောက်မှုမြင့်တက်လာခဲ့တာကြောင့်တဲခုဖို့ဟိုတယ်အခက်အခဲတွေတောင်ရှိနေတယ်လို့သိရပါတယ်။ဒေသခံအယ်လန်ညိုတအူးဖြစ်သူကိုစံမျက်ရွှေက ပုံမှန်144ရုပ်လိုက်တာနဲ့ချက်ချင်းနိုင်ငံသားတွေဝင်လာကြပြီးဟိုတယ်တွေမှာအခန်းပြည့်နေတဲ့အတွက်အခန်းငှားမရတာနဲ့ဆက်လင်ငှားတာမှလည်းအခက်အခဲတွေဖြစ်နေရလို့ဆိုပါရယ်အထူးသဖြင့်ဟိုတယ်အခန်းအခက်အခဲဖြစ်နေပြီးလက်ရှိမှာ NGO ဝန်ထမ်းတွေကလည်းဟိုတယ်မှာ long stay နေကြတာတွေရှိတဲ့အတွက်ဟိုတယ်အခန်းမရတာတွေရှိနေပါရယ်တချိန်ထဲမှာပဲခရီးသည်အဝင်များလာတဲ့အတွက်ဆက်လင်ငှားရတာကအစအခက်အခဲဖြစ်နေပါရယ် နိုင်ငံသားတွေကိုကားလင်းကနေတဆင့်မြောက်ဦးကိုသွာလာခွင့်ပေးထားပေမဲ့လမ်းမကောင်းတာကုန်ကြစိတ်မြင်မာတာတွေကြောင့်ကားနဲ့သွာလာသူနည်းပါးပြီးတဘာဝအလှန့်တရားတွေကိုခန်းဆားခွင့်ရတဲ့ရေလမ်းနဲ့သာသွာလာမှုပိုများနေရဖြစ်ပါတယ်။ရခိုင်ပြည်နယ်စစ်တွေလေးစိတ်ကနေဝင်ရောက်လာတဲ့နိုင်ငံသားအများစုဟာမြောက်ဦးရှင်းအောင်ရည်ကျိမှုဆောင်ကိုသွားဖို့ဝင်ရောက်တာဖြစ်ပြီးစစ်တွေကနေတဆင့်ရေလမ်းနဲ့မြောက်ဦးကိုသွားကြတာဖြစ်ပါတယ်။ အဲ့ဒီနောက်မြောက်ဦးကနေတဆင့်နေချင်းပြန်ဆက်လေးနဲ့လေးမြို့မြင်ဖြားမှာရှိတဲ့ချင်းတိုင်းသားကျွရတွေကိုတွားရောက်လေ့လာလေးရှိကြပြီးအဲ့ဒီခီးစင်တွေအလုံးအတွက်ဒေသခံအလန်းညုံတွေကိုသာခေါ်သွားလေးရှိတာဖြစ်ပါတယ်။